သူများမကောင်းကြံရင်ကိုပဲပြန်ပြီးတော့ဘေးဒဏ်ထိအဲ့ဒီတတိတရားလေးဟာဒါဦးဇင်းတို့ဘုရားဒီတိဆောက်ဖို့အတွက်အလွန်အရေးကြီးတဲ့အဆုံးအမတစ်ခုဖြစ်ပါတယ်အဲ့တော့သူများကိုမကောင်းကြံလိုက်ပြီဆိုတာနဲ့အရင်ဦးဆုံးဆင်းရဲတာဘုရားကိုကိုယ်တိုင်ပဲနော်အရင်ဦးဆုံးကိုကိုယ်တိုင်ကအောက်တန်းကျသူဖြစ်သွားပြီအဲ့ဒါကြောင့်ဘုရားတို့သူတော်ကောင်းတို့လူတွေ ဒီတရားကသာဝတိပြည်ဇေနဝန်ကျောင်းတော်မှာမြတ်စွာဘုရားသတင်းသုံးနေတော့ယဟန်များကဒေဝရကြီးအကြောင်းပြုပြီးတော့စကားဖြစ်ပေါ်လာဒေဝရကမြတ်စွာဘုရားပေါ်မှာကောင်းတယ်လားမကောင်းတယ်ကောင်းတယ်အမြဲတမ်းပါလို့ပျက်စီးရပျက်စီးကြောင်းပျက်စီးအောင်ဆောင်ကြံစီဆောင်ရွက်ဟုတ်ပြီနော်အဲ့တော့သူရဲ့ရည်ရွယ်ချက်ကဘုရားကိုတတ်ပြီးသူဘုရားလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကို ဲ့တော့ဒေဝရမကောင်းကြံတဲ့အကြောင်းဒေဝရသည်ကောက်ကျစ်တဲ့အကြောင်းဖခင်ကိုပျက်စီးအောင်ကြံဆောင်နေတဲ့အကြောင်းတွေကိုယဟန်နေပြောတော့မြတ်စွာဘုရားကချစ်သားတို့တဲ့ဒေဝရကဒီဘဝမှာငါပျက်စီးကြောင်းကြံတာမဟုတ်ဘူးသူများပျက်စီးကြောင်းကြံတာမဟုတ်ဘူးဘဝများစွာတန်တရားကလည်းဒီလိုပဲပျက်စီးကြောင်းတွေကြံခဲ့ကြံလိမ့်ရှိဒါပေမဲ့ပညာရှိသူတော်ကောင်းကို ပျက်စီးအောင်ကြံဆောင်တဲ့ပုဂ္ဂိုလ်သည်ပညာရှိသူတော်ကောင်းအဖို့ကြောက်ရွံ့တုန်လှုပ်မှု မဖြစ်စေဘဲနဲ့เนาะထိတ်လန့်မှုတောင်မဖြစ်စေဘဲနဲ့မကောင်းကြံသူသည်သာလျှင်ပျက်စီးရလေရှိတယ်ဒီစကားဟာဦးဇင်းတို့အရင်ကြီးလို့ စနစ်တကျပြောတယ်လို့မှတ်ပါပညာရှိသူတော်ကောင်းကိုမကောင်းကြံစီပြီဆိုရင်ပညာရှိတဲ့သူတော်ကောင်းသည်တုံ့လုံချင်းတုံ့လုံချင်းမြကြောက်ရွံ့ချင်းမြထိတ်လန့်ချင်းမြမဖြစ်စေဘဲနဲ့ဟောပညာရှိပန်ရင်ဘလို့ပင်တိုက်ခိုက်ပါစေဘလို့ပင်ပျက်စီးရပျက်စီးကြောင်ကြံဆောင်ပါစေတုံ့လုံချင်းရှိပါသူကမတုံ့လုံပေမဲ့ကိုပျက်စီးကြောင်ကြံစီသူကတော့ဘာဖြစ်သွားလဲ ်ပျက်စီးပျက်စီးသွားကြတယ်ဒါလေးကိုမြတ်စွာဘုရားကဏိဒန်းချီ